ဘွဲမရှိပုံကိုကြိုက်တဲ့လူတွေများရှိရင်ပေါ့လေနော်ပြီးခဲ့တဲ့ဘွဲတော့ကကျွန်တော်တို့ဒီ၃နှစ်ကျော်စောင်းတက်လာတဲ့မရှိတွေညီကိုပေါ့သူရှိတွေညီအကိုတွေတက်လာနော်ရှိတွေညီအကိုတွေကြီးတက်လာအဲ့ဒီမှာပြီးခဲ့တဲ့ဘွဲကျွန်တော်ရှိတွေညီအကိုအဲ့ဒီ၄ချက်ကိုကျွန်တော်တို့ကဒီ၄၅လေးရိုက်တာဟုတ်နော် သူက၄ငါးနဲ့မညီကိုပဲနဲ့ငါး၆နဲ့ညီကိုထွက်သွားအဲ့ဒီအောက်မှာအဲ့ဒီညီကိုရှေ့တွဲတွေနော်သူကဇောင်းတက်လာတာသူဘုရားနေ1 2 3နော်တခါဒီမှာရှေ့ပေါင်းကိုသူဘုရားနေ1 2 3ဒီမှာညီကိုတွဲထွက်တယ်သူဘုရားနေ1 2 3သူဘုရားညီကိုတွဲပေါ့နော်အဲ့ဒီညီကိုရှေ့တွဲကနေသူ့အောက်မှာကြည့်လိုက်ကျွန်တော်တို့ ရှေ့ပေါင်း9တွေကတော့ဗျောင်ကိုလိုက်ပြီးနေတာပဲရှေ့ပေါင်း9တွေအဲဒီဘွဲကိုကျွန်တော်တို့ရှေ့ပေါင်း9ကစားအောင်မလားအဲ့ဒီရှေ့ပေါင်း9ကသူက900လို့ထွက်တယ်เนาะဒါပေမဲ့ကျွန်တော်ကတော့ရှေ့ပေါင်း9လို့ပဲကြိုက်တယ်သူ့ site ကဒီနှလုံး9ဒီနှလုံး6ဒီနှလုံး9ဒီနှလုံး8ဆိုရင်သူကရှေ့ပေါင်း9ကိုတုံညာနောက်ပိတ်နေသူကထွက်ခိုင်းတယ်အဲရှေ့ပေါင်း9တုံညာနောက်ပိတ်နေကြည့်ကြည့်ပေါ့လေเนาะ ကျွန်တော်ခြေပေါင်းကိုးကိုဒီအောက်ကတက်လာတဲ့ line လေးနဲ့ပဲဒီ93ညခြေတွဲနဲ့3663ပေါ့နော်ဒီခြေပေါင်းကိုးကိုဒီနှစ်တွဲပဲကျွန်တော်ကစားခြင်းကြိုက်တယ်ပေါ့အဲဒီ93ညငါတို့ဒါမျိုးတွေပေါ့နော်93ညအတွဲ63ရှိတွဲပေါ့ခြေပေါင်းကိုးသူခြေပေါင်းကိုးကစားနိုင်နေဆိုတာကပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်မြင်နေဒီကောင်ကိုဒီခြေညီကိုတွဲညီကိုတွဲညီကိုတွဲညီကိုရှိတွဲဆိုတော့ ကျွန်တော်အဲ့ဒီညီကိုရှေ့ရွဲကိုယူလိုက်တဲ့အချိန်မှာကျွန်တော်လေးခန်းနဲ့သွားယူတာဟိုသူကနောက်သုံးခန်းဒီနှစ်ခါးကိုဒီနှလုံးခွန်ဒီနှစ်ခါးကိုဒီနှလုံးခွန်ဒီနှစ်ခါးကိုဒီနှလုံးခွန်ဆိုပြီးသူထဲနေတာတွေ့တယ်မကင်မှုတာဟိုသုံးခတ်တယ်ဆိုတော့မကင်ဘူးกว่าလို့ဒီရပဲတတ်တဲ့ညီကိုတရွဲပဲကင်မယ်ဆိုပြီးတော့ကျွန်တော်က၅၄၅ငယ်၄၅ဆိုပြီးခြားတာ ရှေ့ကိုနောက်ကိုနော်အရှိကိုကမပေးဘူးအနောက်ကိုပဲပြီးသွားတာ အပူလဲဖြစ်မယ်ဆိုတော့အဲ့ဒီမှာဒါသူ့ပဲသူအစ်ကြီးပေါ့လေနော်ကျွန်တော်မိတ်ဆွေတွေလည်းချဲစရာတွေအများကြီးပါကြည်နေကြတာဒီညီကိုရွဲတွေကိုသူအကြိမ်ခိုက်ညီကိုရွဲတွေထဲ့သွားကျွန်တော်ဒီလိုတွေးလိုက်တယ်သူ့အောက်မှာထွက်တယ်ရှေ့ကို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 နော် အဲ့ဒီရှေ့ကိုကျွန်တော်ဒီအောက်ကလိုင်းနဲ့ကစားကြည့်မယ်ဒီအောက်ကလိုင်းကဒီပရိတ်သုံညကိုအဲ့ဒီပရိတ်သုံညနှစ်ပင်ညောတက်ပြီးရင်နောက်ပိတ်နဲ့ထိတ်နေတာသူကသုံညလို့သူရိုက်နေတယ်တွေ့နော်ဘယ်သူကနေနှစ်ပင်ညောတက်တော့သုံညပရိတ်ပြီးတော့ဒီမှာနှစ်ပရိတ်ရှိတယ်အဲ့ဒီနှစ်ပရိတ်ကလည်းနှစ်ပွဲကျော်တက်လိုက်ရင်ဒီနှလုံးကိုနှစ်လို့ထည့်သလားတခါဒီပရိတ်နှစ်ကနေနှစ်ပင်ကျော်တက်ဒီမှာနှစ်ပရိတ်ပဲအဲ့ဒီနှစ်ပရိတ်ကလည်းနှစ်ပင်ကျော်တက်လိုက်တာ ਨੇ ဒီနှလုံးနှစ်လို့ပဲပြန်ရိုက်သလားဒါဆို तू ကနေထက်တဲ့နှစ်အဲ့ဒီနှစ်ကနှစ်ပင်ကျော်တက်လိုက်ရင်ကျွန်တော်တို့ဒီ၃နောက်ပိတ်နဲ့၉ထိတ်နဲ့နှစ်မလားအဲ့လိုမอยู่ဘူးဆိုရင်ဒီ၅ဒီ၅ဒီ၆က၆ဒီ၆ကဒီကို၆ဒီ၃ကဒီကို၃မလားအဲ့လိုဆိုရင်ကျွန်တော်တို့က၃၆နဲ့၉၃ညာနှစ်တွဲရရเนาะအဲ့တော့၉၃ညာ ဒီကဏ္ဍကကျွန်တော်တို့နှစ်ဥမာတွေကထိုးခိုင်းခဲ့တဲ့ကဏ္ဍလေးပဲနောက်အခု630ဒီဘွဲကိုထိုးလို့ရတယ်နော်ခုနေ့ကကျွန်တော်ပြတယ်သုံးနောက်ပိတ်အောင်ကြတဲ့ကဏ္ဍသူ့ရှိနှစ်ကကဏ္ဍဆိုဒီမှာ630ရှိနေတာပဲနော်ဒါလေးတစ်ချက်သတိထားအဲ့တော့ဘလိုယူယူဗောလီနော်ကျွန်တော်မိတ်ဆွေတွေပြန်ကြည့်ပါဒါကတော့ကျွန်တော်တို့အနီးကလေးကစီးလေးတွေဆိုတော့လဲစဉ်းစားလို့လဲရတယ်ကိုယ်ကိုလည်းပြန်တွက်ကြည့်ဗောနော်ကျွန်တော်ကတော့ ကျွန်တော်မြင်တဲ့လောက်ပဲကောက်ချစ်ချလိုက်တာပဲအဲ့တော့ကိုယ်တုံညာယူရင်ယူမယူရင်36တို့63တို့ယူပေါ့နော်သူ့ဆိုင်ကတော့ဒီလို36လို့ကိုယူလို့မှရမှာနော်အဲ့တုံညာနောက်ပိတ်နေဒီကနေ့နှစ်ကွက်ထွက်တယ်ပေါ့ကျွန်တော်ဒီကောင်းကိုတောင်ပူကြိုက်တယ်နော်မနစ်ကခဏဖြစ်နေတော့ကိုယ်ထိတ်ကြိုက်တယ်อืมကိုယ်ထိတ်ကြိုက်ရင်တော့သူကရှေ့ပေါင်း90ပြီးမယ်ဆိုရင် ဒီကိုးတွေကိုးတွေကိုးတွေကိုရောင်ကြီးပေးသွားရင်တော့ဒီဘက်ကိုးတုံညာအတွဲကိုကစားမှာပဲဟုတ်အဲ့ဒါကတော့တမျိုးပေါ့လေကျွန်တော်ကအဲ့ကိုးတုံညာအတွဲကိုယူရမလားတုံညာကိုးအတွဲကိုယူမလားကြိုက်တာယူပေါ့လေเนาะဒီနေရာမှာကျွန်တော်ကိုးတုံညာဆိုကျွန်တော်ဒီခုနကကျွန်တော်ပြောတဲ့၃နဲ့ပဲကျွန်တော်ထည့်လိုက်တာဟုတ်ငါ9 6 6 66ဒီလို3 3ဆိုပြီး3ထိတ်ကိုကျွန်တော်နှလုံးကိုဒီလိုထည့်ထားတာလေကို33လို့လည်းပြန်ထည့်ရင်လည်းဒါထည့်လို့ရတယ်ကို33လို့လည်းထည့်ခြင်းလည်းထည့်ပေါ့လေเนาะဘာလို့လဲဆိုတော့ဒီနေရာမှာတစ်ချက်သတိထားရမှာရှိတယ်ကျွန်တော်တို့ဒီ9ဆုံးနဲ့ခုနှစ်ထဲက3ပြတဲ့နှစ်ပြတဲ့သူ့ဆောင်အဲ့ဒီနှစ်ပြတဲ့ရဲ့တစ်နှစ်ကျော်မှာသူက6ထည့်စီထည့်စီတောင်3လုံး9လို့ရှိတယ် ဒီသုံးလုံးကိုဒီမှာ6ထိတ်လို့ထည့်တယ်နော်သူ့ရဲ့အောက်ဆောင်မှာမတုံညာနှစ်ပရိဒီကနန်းဒီသူ့ရှေ့တနှစ်ကျော်ကခန်းလာဖြစ်နေတာဒါဆိုရင်ဒီမှာလည်းရှိတယ်နော်ခုနကကျွန်တော်တို့ထိတ်ကြောင်သုံးလုံးကိုလို့ရိုက်ပြီးတော့အခုအဲ့တော့ဒီထိတ်စီးတောင်၃လုံးကကိုးပြီးတော့၁၀လို့ဖြစ်တယ်သူ့ဘေးမှာ၆ထိတ်စီးရိုက်တယ်သူ့ရဲ့အောက်ဆောင်မှာ နှစ်ပရိနဲ့၃ညပရိအဲ့၃ညနှစ်ပရိလို့ဇောင်းတက်လိုက်တာနဲ့သူ့ဇောင်းထွက်တဲ့ခဏကရှေ့တနှစ်ကျော်ပါခဏအဲ့ဒီမှာ၃ညပရိနှစ်ပရိဇောင်းထွက်တာတနှစ်ကျော်ပါခဏ၃ညပရိ၃ညပရိနှစ်ပရိသူ့ဇောင်းမှာထွက်တဲ့ခဏတနှစ်ကျော်ပါခဏအဲ့ကျွန်တော်ကဒီနေရာမှာထောင်၃လုံးက၁၁ဖြစ်သွားလို့၆ထိပ်စီထည့်လိုက်သူ့ဇောင်းမှာ ုံညာပရိနှစ်ပရိလို့ဖြစ်လို့ဒီဆောင်ထွက်မဲ့ကဏ္ဍသည်ရှေ့တနှစ်ကျော်က6တုံညာတွဲနေဆိုဒီ630ကျွန်တော်ကြိုက်တယ်နော်အဲ630ကို630လို့ပဲရေးမလား3ထိုင်းနဲ့ရေးမလား6ထိုင်းနဲ့ရေးမလားကြိုက်တယ်လို့သာရေးနော်ဒီက630အာလို့ပဲကျွန်တော်ထည့်လိုက်မယ်အရှိပေါင်း6နဲ့ဆိုရင်တော့ဒီလိုတကွယ်ထည့်ထွက်တာပေါ့လေနော်3ထိုင်းနဲ့ထည့်မယ်ဆို6တုံညာတွဲကနောက်ရောက်သွားမလားဒါမျိုးလေးလဲတွေးကြည့်တယ်အော်ကျွန်တော်မိတ်ဆွေတွေပြန်စဉ်းစားကြည့်ပါဒီနေရာမှာထွက်မဲ့ကဏ္ဍသည် တနှစ်ကျော်ခန်း9390တွဲနဲ့ဒီ9396တို့9390ခွန်တို့ဒါဒီစဉ်းစားလို့ရတယ်เนาะအဲ့ကိုယ့်အကိုစဉ်းစားဒီအောက်မှာ9390တို့9390ခွန်တို့ဒါဒီရှိသေးတယ်เนาะကိုယ့်အကိုစဉ်းစားကျွန်တော်ကဟိုစိုက်အဖြစ်လောက်ကျွန်တော်လိုက်ပြသွားတာအဲ့တော့လဲမဆိုးတော့မဆိုးအလိုလို630စိုက်တာလေ အဲ့ဒီဒီဒီ9ဇွန်နဲ့ခုနှစ်ထဲမှာကျွန်တော်ပြိတ်3เนาะတ9ဇွန်နဲ့ခုနှစ်ထဲမှာပြိတ်3သူ့အောက်မှာ9ပိတ်ပြိတ်3ပြီးတော့ပြိတ်2သူ့အောက်မှာ4เนาะအဲ့တော့၃၅ပြီးတော့၄လို့လာအခုတခါကျွန်တော်တို့တကွင်းချော့လာတယ်ပရိတ်၁ပြီးသူအောက်မှာ၃ပိတ်လို့သူရိုက်တာဦးเนาะအဲ့တော့၁၃ 1 3ပြီးတော့2 4 2 4ပြီးတော့3 5သူ့ရဲ့အောက်မှာအဲ့နောက်ဘိတ်ဒီခါးနဲ့ဝင်သလားနော် तू ကဒီကနန်းကြတော့ तू ကနေရှေ့ကိုကျွန်တော်တို့ဒီ9ဆုံးခုနှစ်ထဲထွက်တာအဲ့ခွန်ဇွန်းနဲ့ခုနှစ်ထဲကကနန်းခွန်ဇွန်းနဲ့ထုနှစ်ထဲကကနန်းလာထွက်တာ9ဆုံးခွန်နော်ตัวดิขွန်ซ้นเนี่ยกูนี่แท้อ่ะคะนั้นอ่ะ ဒီပရိသတ်၃၅နောက်ပဲရအောင်မှသူထွက်တယ်။တခါဒီမှာခွန်စုံးတဲ့ခုနှစ်ထဲကနေ၄ရှစ်တက်ကနေဒီပရိနှစ်၄ပဲအောင်မှသူထွက်တယ်။နော်အဲ့ဒါဆိုအခုကျွန်တော်တို့ဒီခွန်စွန်းတဲ့ခုနှစ်တည်းကဒီ၃နောက်ဘိတ်က၃ခါနဲ့ဆိုဒါကျွန်တော်တို့ခုနကပြောတဲ့ရှေ့ဘောင်း၉နဲ့ထွက်မယ်ဆိုရင်၆၃၃၆အတွဲကို ဟာဒီနှစ်ထဲကခဏ360ဆိုပြီးသူလှမ်းထဲလို့ရတယ်။ဒါလေးလေးတစ်ချက်ကျွန်တော်သွားတွေ့လို့360 630ပေါ့လေနော်။ကျွန်တော်ဘယ်လိုယူယူပေါ့360 630ဒီနှစ်ကွက်တော့သူကထိုးသင့်တာပဲဒီလိုင်းရ။အဲ့လေသွားတွေ့လိုက်တာနဲ့630လေးမစိုးဘူးဟာ။ကျွန်တော် ဒီ site ကကျွန်တော်တခါပြဘူးတယ်ဒီနေရာမှာကျွန်တော်တို့395ဆိုပြီးထုတ်တာမထွက်လာသေးဘူးအခုဒီဘွဲမှာထည့်လို့ရတယ်395မထည့်တော့ဘူး158ကျွန်တော်ပြောင်းထည့်မယ်နော်ဘာလို့လို့ဆိုတော့ဒီ၄ဆုံးနဲ့ခုနှစ်ကနော်3ထိပ်ဒီအဲ့ဒီနှစ်ထဲမှာ3ခါလို့ပြန်ကြတဲ့ဇောင်းမှာသူထွက်3ခါလို့ပြန်ကြသူဇောင်းထွက်တဲ့ကဏ္ဍဒီ3နှစ်ကျော်ကကဏ္ဍ ပတ်သုံးထည့်ကြီးဆောင်ခဏန်းလို့ကျွန်တော်အဲ့ဒီဘွဲတုန်းကပြောခဲ့တာပဲအဲ့ဒီမှာ तू ကဒီ6 5 6နောက်ပိတ်5နောက်ပိတ်လို့ဖြစ်တဲ့အောက်တူထွက်တယ်အဲ့သုံးကအနှစ်ဥဝက်သုံးခါနော် तू အဲ့လိုဖြစ်နေတခုတွေ့တယ်နောက်တစ်ခုဒီ၄ဆုံးခုနှစ်ကကိုထိတ်စီရအဲ့ဒီနေ့တည်းမှာကိုခါလို့ပြန်ကြကြလိုက်တော့သူ့ဆောင်မှာထွက်တဲ့ခဏန်းကလည်းအရှိ3နှစ်ကျော်ကသုံးထည့်ကြီးဆောင်ခဏန်း ဒီသုံးထည့်စီဆောင်ရကနလာထွက်တယ်ခုနကတော့သူကဒီ6 5လို့ဖြစ်တဲ့အောက်ထွက်ပြီဒီမှာကျတော့6 4လို့ဖြစ်တဲ့အောက်သူလာထွက်တာအခုဒါဆိုရင်ဒီနှစ်ဦးက6ခါကျွန်တော်ကဒီမှာ6ခါကြာလို့ဒီဆောင်မှာ3နှစ်ကျော်6 35ဆိုပြီးကျွန်တော်ပြခဲ့တယ်အဲ့တော့ကျွန်တော်တို့သုံးထည့်စီဆောင်ကနန်းဆိုရင်လို့9ခု9နဲ့9နှစ်ရှိနှစ်ခွက်ရှိတာနော်ဒီဘွဲမှာလည်းဒီနှစ်ခွက်လုံးဝပြန်ထည့်ရမှာ အဲ့ဒီကိုကအဲ့မှာကြတယ်သူ့ဆောင်းမှာမထွက်ဘူးအဲ့ကိုနောက်တစ်ခါထပ်ကြတယ်ဒီမှာထပ်ကြထားတယ်ဒီကိုခါဒီကိုခါကြလိုက်တော့သူ့ဆောင်းမှာ ထွက်မဲ့ကနန်းသည်၃နှစ်ကျော်ကနန်း၅နှစ်ရှိကိုယူဒီမှာ၆အပိတ်ပြီးခဲ့တဲ့ဘွယ်၃နောက်ပိတ်သူထည့်သွားတာဟုတ်နော်အဲ့ဒီ၆၃နောက်ပိတ်နှလုံး၉အောက်မှာ၆၄နှလုံး၁၀ရဲ့အောက်မှာ၆၅နှလုံး၁၁ရဲ့အောက်မှာထွက်တဲ့ကနန်း၃နှစ်ကျော်၃ထည့်စီဆောင်းပါ 3နှစ်ကျော်3ထိပ်စီဆောင်ရတယ်။အခုဒီမှာ3နှစ်ကျော်3ထိပ်စီဆောင်ရခဏဆိုကျွန်တော်တို့က5ပြိတ်ဒီဘွဲကိုချိတယ်မနေ့ကကျွန်တော်ပြောခဲ့တာဩနော်။အဲ့ဒီကဏန်းထဲမလားဒီကဏန်းထဲမလားရှေ့ပေါင်း9နဲ့ဆိုဒီကဏန်းထဲလို့ရတယ်နော်။ချေပေါင်းကိုဒီခုနှစ်ခွန်အတွဲနဲ့ထည့်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့နှစ်ထိပ်စီးနေပဲထည့်နှစ်ခွန်ကနော်နှစ်ရှင်းက နှစ်ရှိငါနော်ဒီနှစ်ကွယ်လုံးဝဒီဘွဲမှာထည့်လို့ရနော်အဲ့ဒါတတိထားအဲ့နှစ်ကွယ်ထည့်ရတကွယ်ကဒီဘွဲကိုနှစ်ထိတ်စီကျွန်တော်ညီမရှိတယ်